စားလမဘွား338ပွဲကစားထားမှာစီနီယာအသင်းအတွက်တခါမှ trick ကနေဂိုးမသွင်းခဲ့ဘူးတဲ့ Deacon Wright က339ပွဲမြောက်မှာ Wesson တပွဲထဲမှာ trick ကနေပြီးတော့သွင်းကိုနှစ်ဂိုးသွင်းနိုင်ခဲ့တယ်ဒါလည်း Champion League လို့ Shoulder Sin တိုင်ပွဲမှာဒီလို Wesson တပွဲထဲမှာ trick ကနေပြီးတော့ဂိုးသွင်းနိုင်ခဲ့တဲ့ပထမဆုံးကစားလမဆိုတဲ့မှတ်တမ်းကိုပိုင်ဆိုင်ခဲ့တယ်ကွန်မန်ထွေးပိုင်းဆို YouTube channel ကနေပြီးတော့ပြန်လည်ကြိုဆိုပါရစေ။ ခုကျွန်တော်တင်ဆက်ပေးမယ့်အစီအစဉ်ကတော့ညကကစားသွားခဲ့တဲ့အာဆင်နယ်နဲ့ရီယယ်မက်ဒရစ်ပွဲစဉ်မှာအာဆင်နယ်သင်းကရီယယ်မက်ဒရစ်သင်းကို3-0နဲ့ချန်ပီယံလိကွာတာဖိုင်နယ်ပထမကြော့ပွဲစဉ်မှာအနိုင်ရရှိခဲ့တဲ့အခြေအနေနဲ့ပတ်သက်ပြီးတော့ကျွန်တော်အမြင်လေးကိုပြောသွားမှာဖြစ်ပါတယ်။ဒီပွဲကိုပြန်ပြီးသုံးသပ်တယ်ဆိုတာထက်အာဆင်နယ်ရဲ့ခြေစွမ်းအာဆင်နယ်ရဲ့ဒီအနိုင်ရလက်ပေါ်မှာအဓိကထားပြီးတော့ပြောသွားမှာဖြစ်ပါတယ်။အာဆင်နယ်သင်းကဒီလိုခြေစွမ်းမြင့်တဲ့ချန်ပီယံလိမှာတိုင်ဘက်အသင်းကြီးတွေကိုအလဲမထိုးနိုင်တာတော်တော်လေးကိုကြားခဲ့ပြီးသူသဖြင့်အာဆင်နယ်နဲ့ ချန်ပီယံလိဆိုတာကဗျဒါဒလန်တန်လန်လို့ဖြစ်နေပြီ2006နောက်ပိုင်းတည်းကချန်ပီယံလိနဲ့ပတ်သက်ရင်အာဆင်နယ်ကအများကြီးညှော်လင့်လို့မရခဲ့ဘူးအဲ့နောက်ပိုင်းအာဆင်ဝင်းကအလွန်မှာချန်ပီယံလိပြိုင်ပွဲမှာပုံမှန်ကစားခွင့်မရတဲ့အခြေအနေမျိုးတွေထိ၄၅6နှစ်လောက်ချန်ပီယံလိနဲ့ဝေးသွားခဲ့ပြီးမှအခုအာဒီတာလက်ထက်မှာချန်ပီယံလိမှာပြန်ဝင်ကစားခွင့်ရပြီးမနှစ်ကလည်းချန်ပီယံလိမှာကွာတာဖိုင်နယ်ရောက်ခဲ့ပြီးတော့ဘိုင်ယန်မြူးနစ်တင်းကိုရှုံးပြီးတော့ပြိုင်ပွဲကထွက်ခဲ့ရတယ်ဒီနှစ်မှာလည်းကွာတာဖိုင်နယ်မှာလက်ရှိဥရောပရဲ့အောင်မြင်ဆုံးအသင်းခင်းတော့ယူရိုလို့သတ်မှတ်ထားတဲ့ ချန်ပီယံလိ15ချိန်ရထားတဲ့ရီယယ်မက်ဒရစ်နဲ့တွေ့တယ်ဆိုတော့အာဆင်နယ်သင်းဒီဆင့်ကနေပဲလှည့်ပြန်ရမယ်လို့တွေးခဲ့ကြပေမဲ့ပထမအကြော့မှာအာဆင်နယ်သင်းကအေကွင်းမှာ3-0ဆိုတဲ့ရလဒ်နဲ့ပြက်ပြက်သားသားအနိုင်ရပြီးနောက်တစ်ဆင့်ကိုတက်ဖို့အခြေအနေကောင်းတစ်ရက်ကိုပိုင်ဆိုင်သွားခဲ့ပြီးအာဆင်နယ်ကဒီပွဲမှာရီယယ်မက်ဒရစ်ကိုအဖက်ဖက်ကအကောင်ဆုံးပုံစံနဲ့ရှင်ဆိုင်သွားခဲ့ပြီးတော့ဒီပွဲမှာကန်ကျက်12ချိန်ရခဲ့ရမှာ17ချိန်ဂိုးပေါက်တိုက်ခဲ့ပြီးတော့ ဒီလိုချန်ပီယံလိပွဲစဉ်တပွဲထဲမှာဂိုးပေါက်တဲ့ကံကြက်၁၇ကြိမ်ဆိုတာက2003ဘောလုံးရာသီ Opta Stat ဒီစပြီးပေါ်လာပြီးနောက်ပိုင်းဒါ Real Madrid နဲ့ရင်ဆိုင်တဲ့ပွဲတွေမှာ Arsenal အသင်းကဒီလိုလုံနိုင်ခဲ့တဲ့ဒုတိယမြောက်အသင်းလို့လည်းသိကြရတယ်။ဒီဘက်မှာ Outstanding Performance ပြသွားခဲ့တာကတော့ Arsenal အသင်းရဲ့ကွင်းလယ်စားသမား Declan Rice ပါ။ Declan Rice ကအသင်းအတွက် Free Kick ကနေပြီးတော့ဂိုးနှစ်ဂိုးသွင်းနိုင်ခဲ့တယ်လို့တကယ်ကိုလှပသေးသလုံးနဲ့သူ့ရဲ့ကံကြက်တွေကိုမြင်ခဲ့ရပြီးတော့ ဒီကနော့ရဲ့ကစားသမားဘောကပထမဆုံးဖရီကစ်ကနေကိုသွင်းနိုင်တဲ့ပွဲဖြစ်ပြီးတော့ကစားသမားဘောက338ပွဲကစားထားရမှာစီနီယာအသင်းအတွက်တခါမှဖရီကစ်ကနေဂိုးမသွင်းခဲ့ဘူးတဲ့ဒီကန်ရိုက်က339ပွဲမြောက်မှာပွဲစဉ်တစ်ပွဲထဲမှာဖရီကစ်ကနေပြီးတော့သွင်းကိုနှစ်ဂိုးသွင်းနိုင်ခဲ့တယ်ဒါလည်းချန်ပီယံလိလိုရှုံးတဲ့ဆင့်ပြိုင်ပွဲမှာဒီလိုပွဲစဉ်တစ်ပွဲထဲမှာဖရီကစ်ကနေပြီးတော့သွင်းကိုနှစ်ဂိုးသွင်းနိုင်ခဲ့တယ်ပထမဆုံးကစားသမားဆိုတဲ့မှတ်တမ်းကို ပိုင်ဆိုင်ခဲ့တယ်။နီးစုံနေနဲ့ပြောမှဆို2023တုန်းက Siraj က United နဲ့တွေ့တဲ့ပွဲစဉ်မှာ free kick ကနေပြီးတော့ twin goal နှစ် goal သွင်းခဲ့ဘူးတဲ့။2018မှာ Neymar က Zabada နဲ့ပွဲစဉ်မှာ free kick ကနေပြီးတော့ twin goal နှစ် goal သွင်းခဲ့ဘူးတဲ့မှတ်တမ်းပိုင်ဆိုင်ခဲ့ဘူးတဲ့။2009ခုနှစ်တုန်းက Ronaldo က Zurich နဲ့ပွဲစဉ်မှာ free kick ကနေပြီးတော့ twin goal နှစ် goal သွင်းခဲ့ဘူးတဲ့။2009ခုနှစ်တုန်းကတော့ Brazil ရဲ့နာမည်ကျော်ကစားသမား Rivaldo က Milan ဘက်ကို free kick ကနေပြီးတော့ twin goal နှစ် goal သွင်းခဲ့ဘူးတဲ့။ Declan Rice ကတော့ ဒီလိုချန်ပီယံလိပွဲစဉ်မှာဖရီကစ်ကနေပြီးသင်ကိုနှစ်ဂိုးသွင်းနိုင်ခဲ့တဲ့ငါးယောက်မြောက်ကစားသမားဆိုတဲ့အမှတ်တမ်းကိုလည်းပိုင်ဆိုင်ခဲ့တယ်။အာဆင်နယ်ရဲ့ကစားဘုံကတော်တော်လေးကိုပြီးပြည့်စုံတဲ့အနေအထားမှာရှိခဲ့ပြီးတော့တော်တော်လေးကိုတည်ငြိမ်တဲ့ပုံစံမျိုးကိုပြနိုင်ခဲ့တယ်။ကန်ကျက်၁၂ချိန်မှာ၁၇ချိန်ဂိုးပေါက်တက်ခဲ့တယ်ဆိုတာကတော့တကယ်လို့သူတို့ရဲ့စွမ်းဆောင်ရည်ကိုကျွန်တော်မဖြစ်မနေအတိအမှတ်ပြုရမယ်။အာဆင်နယ်တင်းရဒီယာဒီမှာဆပ်ပစ်တွေကနေပြီးတော့သင်ကို၂၁ဂိုးအထိပြိုင်ပွဲစုံမှာသွင်းထားခဲ့ပြီးတော့ပြိုင်ပတ်အသင်းအားလုံးထက် စပိစေးကလည်းပြီးတော့ဂိုးရတဲ့နှုံမှာတော်တော်လေးကိုကောင်းနေအောင်တွေ့ရဒါပေမဲ့ free kick ကနေဂိုးသွင်းနိုင်ခဲ့တာ2021စက်တင်ဘာမှာဘန်လီနဲ့ပွဲစဉ်မှာနောက်ဆုံးသွင်းခဲ့တာဆိုတော့လေးနှစ်လောက်ကြာမှာမှအာဆင်နယ်က free kick ကနေပြီးဂိုးပြန်သွင်းနိုင်ခဲ့တယ်ဆိုတော့နောက်လာမယ့်အနာဂတ်မှာအင်္ဂလန်နဲ့အာဆင်နယ်အတွက် Declan Rice က free kick specialist တစ်ယောက်ဖြစ်လာမလားဆိုတာစောင့်ကြည့်သွားရမယ်ဒီဘက်မှာအာဆင်နယ်သင်းကပုံမှန်မြင်တွေ့နေကြပုံစံတိုင်းပဲ4-3-3ပုံစံမျိုးနဲ့ပွဲထွက်လာခဲ့ပြီးတော့ခံစစ်မှာ Gabriel မပါတာကြောင့် ဘက်ကရီယယ်မက်ဒရစ်သင်းရဲ့ဘာပေတို့ဗနီစီယတ်တို့ရိုဒီဂိုတို့ဂျူဘယ်လင်ဂန်တို့ထိနိုင်မှမလားလို့တန်တရားဖြစ်ခဲ့ပေမဲ့ကယ်လီယာဒီဘက်မှာတော်တော်လေးကိုခြေစွမ်းပြပြီးတော့ကစားနိုင်ခဲ့တယ်လို့သူ့ရဲ့ဘယ်ချန်းကနေရီယယ်မက်ဒရစ်သင်းရဲ့ခံစစ်ကိုထိန်းချုပ်အောင်နေမကဘဲနဲ့အင်ဗတ်တာဖူးဘက်ပုံစံမျိုးနဲ့ကွက်လက်တီဝင်ပြီးတော့သူ့ရဲ့ဘောလုံးပေးပွမှုဗီရှင်တွေကောင်းကောင်းလုပ်သွားနိုင်ခဲ့တာတို့ကသူသဖြင့်သူ့ရဲ့အာသာချက်ကတိကျတဲ့ဘောလုံးပေးပွမှုတွေပေးနိုင်ခဲ့တာပဲစကယ်လီယာဒီဘက်မှာကစားခွင့်ရချိန်မှာ18နှစ်နဲ့194ရက်ပဲရှိသေးပြီးတော့ချန်ပီယံလိရှုံးသွက်စစ်မှာ င်္ဂလိပ်ကစားသမားတွေမှာဒုတိယအသက်ငယ်ဆုံးဆောင်မဆိုတဲ့မှတ်တမ်းကိုလည်းပိုင်ဆိုင်ခဲ့တဲ့2020တန်းတော့ဂျူဗယ်လင်ကဒေါ်မွန်သင်းအတွက်ဒါ16နှစ်281ရက်နဲ့အသက်ငယ်ဆုံးချန်ပီယံလိရှုံးတွက်ဆင်မှာပွဲထွက်ခွင့်ရတဲ့ကစားသမားဆိုတဲ့မှတ်တမ်းကိုပိုင်ဆိုင်ခဲ့တဲ့ပိုပြီးထူးခြားတာက2006တုန်းကမိုဒရစ်ချန်ပီယံလိခြေစစ်ပွဲဆင်မှာသူ့ရဲ့ပထမဆုံးပွဲထွက်ကစားချိန်မှာစကယ်လီကတလာသားရွယ်ပဲရှိသေးတယ်ဆိုတော့စကယ်လီနဲ့မိုဒရစ်နဲ့အခု2025မှာပြန်ပြီးတော့ထိတိုက်တွေ့ကြရတယ်ဆိုတော့ တတော်ကိုတာမှတ်မှတ်ရရဖြစ်တဲ့ပွဲစဉ်တစ်ပွဲလို့လည်းပြောလို့ရတယ်။အာဆင်နယ်မှာတသင်းလုံးချီကျူးစရာအပြည့်နဲ့ဒီဘက်မှာတကယ်ကို outstanding performance ကိုတသင်းလုံးပြသသွားခဲ့ပြီးတော့အာဆင်နယ်ပြည့်တတ်တယ်နဲ့ချန်ပီယံလိမှာအာဆင်နယ်သင်းရဲ့ဒီလိုစွမ်းဆောင်မျိုးကိုမမြင်ခဲ့ရတာကနှစ်ပေါင်းဘလောက်ကြာပြီလဲဆိုတာကျွန်တော်တော့မမှတ်မိတော့ဘူး။အာဆင်နယ်ရဲ့အကောင်းဆုံးခြေစွမ်းကဒီ2004ကနေ2006 2009 2010အဲ့နောက်ပိုင်းမှာတည်းကချန်ပီယံလိမှာအာဆင်နယ်ကလော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 ဘာမှမရှိတော့တာ။အခုမှအာဆင်နယ်က CB final ကိုတက်ဖို့ခွင့်ရကောင်းတဲ့ကို ပထမကြော့မှာအမိယာစုတ်ကန်နိုင်ခဲ့တယ်ဒုတိယကြော့ဘာဖြစ်မဲ့ဆိုတာပြောလို့မရသေးဘူးဒီကိုကချာချာကနောက်တစ်ဆင့်ကိုတက်ဖို့လုံလောက်တဲ့ကိုကချာချာဆိုတာကိုတော့အပြည့်ဝယုံကြည်တယ်ကွန်းလေကပါတီဆိုလဲသူ့ရဲ့တကယ်ကိုအစ်ဆက်ညံ့ညောတဲ့ဘလုံးအထင်းသိမ်းနေပြပမှုနဲ့ပါတီကိုမြင်နေရတာလဲဒီချိန်ကဗီယက်ရာကိုမြင်နေရလို့ပဲပါတီကအာဆင်နယ်နဲ့ကစားရင်ကစားရင်ပို့ပြီးအသားကျလာတဲ့ပုံစံမျိုးမြင်ရပြီးတော့သူ့ရဲ့ဒီစပိန်ကစားဟန်နှွယ်တဲ့ဘလုံးအထင်းသိမ်းနေတဲ့အာဖရိကန်ကစားသမားတစ်ယောက်ရဲ့ ရုပ်ပိုင်းဆိုင်ရာသတ်မှတ်မှုပေါင်းလိုက်ချိန်မှာတော့တကယ်ကိုပါတီကအာဆင်နယ်အတွက်အဖို့ဖြတ်လို့မရတဲ့ကစားသမားဆိုတော့အနေထားကိုရောက်လာခဲ့ပြီအဲ့တော့အာဆင်နယ်နဲ့ပါတီကိုလာမယ့်ရာသီမှာဆက်ပြီးတော့စာချုပ်တက်တန်းတိုးမလားပါတီရဲ့အနာဂတ်ဘာတွေဖြစ်လာမလဲဆိုတာစောင့်ကြည့်သွားရမယ်ကွန်းလေကဒီဂန်ရိုက်ကတော့ဒီပွဲရဲ့ man of the match ကိုထားတဲ့တန်တန်းရရှိခဲ့ပြီးတော့သူ့ရဲ့ကစားသမားဘဝမှာချန်ပီယံလိသမိုင်းမှာ free kick ကနေပြီးတော့ twin goal နှစ်ဂိုးသွင်းနိုင်ခဲ့တဲ့မှတ်တမ်းကိုလည်းပိုင်ဆိုင်ခဲ့ပြီးတော့မီနိုဆိုလည်းကွန်းလေကစားသမားတယောက်အနေနဲ့ ကာယဘက်မရှိချိန်မှာတိုက်စစ်မှာဝင်ရောက်ကစားရင်းကစားရင်းနဲ့ပို့ပြီးတော့ကိုသွင်းတည်ကြတဲ့တိုက်စစ်စံသမားတယောက်ရဲ့ဟန်ပန်မျိုးကိုမြင်တွေ့ခဲ့ရပြီးတော့တတိယမြောက်အနိုင်ကိုလည်းစကယ်လီရဲ့ဘေးဘုံမှုကိုလှလာပါပါကန်သွင်းလာခဲ့ပြီးတော့တောင်မန်တွေကမာတင်နယ်လီလက်ထံအားနေပြန်လာပြီးနောက်ပိုင်းသူ့ရဲ့အရင်မာတင်နယ်လီခြေစွမ်းမျိုးကိုမြင်ခဲ့ရပြီးတော့ဆာကာကတော့ဆာကာပါလိုင်ကိုပြိုင်ဘက်ခံစစ်အတွက်နေရာလွတ်တယ်မပေးရဘူးဆာကာကိုထိချုပ်ဖို့အာယုန်တွေထွေပြပြီးတော့ဆာကာကဘာအဆင့်ဝါကလတ်ကိုကြောက်လာဖို့ နှိစက်နေပြီဖြစ်သလိုဆာကာပါလာခြင်းကလည်းအာဆင်နယ်အသင်းရဲ့ဒီညာချမ်းတိုက်စစ်အတွက်တိုင်ဘက်ခန်းစစ်ကိုအများကြီးအလုရှုပ်စေခဲ့တယ်။ဂိုသမားရာယာလည်းပထမပိုင်းမှာရီယယ်မက်ဒရစ်အသင်းရဲ့အပိုင်ကန်ချက်တချို့ကိုကာကွယ်သွားခဲ့ပြီးဒီဘက်မှာအာဆင်နယ်အသင်းကတကယ်ကိုပြည့်ပြည့်စုံနဲ့နိုင်ပွဲတွေကိုဖော်ဆောင်နိုင်ခဲ့ပြီးတော့ချန်ပီယံလိမှာဘလောက်ထိအာဆင်နယ်အသင်းကအပြင်းပြန်နိုင်မလဲဆိုတာကိုတော့စောင့်ကြည့်သွားရမယ်။ရီယယ်မက်ဒရစ်အသင်းကတော့ဒီဘက်မှာတသင်းလုံးရဲ့စွမ်းဆောင်ရည်ပိုင်းအရအားရစရာမကောင်းသလိုသူရဲ့အားသာတဲ့တူးချင်း individual brilliant နေလဲပျောက်ဆုံးနေခဲ့ပြီးတော့ transition နေလဲ ကောင်းကောင်းမလုံနိုင်ခဲ့ဘူး။ကောင်နာတွေလည်းထိတိယောက်ယောက်မလုံနိုင်ခဲ့ဘဲနဲ့အာဆင်နယ်ပြုစမြကိုနှုတ်ခဲ့ရတဲ့ပွဲလို့ပြောလို့ရတယ်။အာဆင်နယ်ကဒီဘက်မှာဒီတက်ဖို့ပြတ်သားတဲ့ရလတ်မျိုးဖြစ်ဖို့နှိစက်ခဲ့ပေမဲ့ကော့ထရာရဲ့တကယ်လို့ဒါအမကန်အောက်စတန်ဒင်းစေ့တီကြောင့်ကော့ထရာသာလက်စွပ်မပြနိုင်ခဲ့ဘူးဆိုရင်အာဆင်နယ်ရဲ့နိုင်ပွဲကဒီတက်တောင်ပို့ပြီးတော့ပြတ်သားသွားနိုင်တယ်။အဲ့တော့ရီယယ်မက်ဒရစ်နဲ့ဥရောပရဲ့အရှိသခင်ဆိုတဲ့ဂိုဘုတ်ကိုပြန်လည်ပြသဖို့အတွက်တော့အင်ကွင်းဘာနေဗျူမှာဘယ်လောက်ထိပောက်ကွဲပြမလဲဆိုတာစောင့်ကြည့်သွားမယ်။ ခုကျွန်တော်တင်ဆက်ပေးခဲ့တာကတော့အာဆင်နယ်သင်းရဲ့နိုင်ပွဲနဲ့ပတ်သက်ပြီးတော့အာဆင်နယ်သင်းကိုအပီရှိတ်လုပ်ပြီးတော့တင်ဆက်ပေးခဲ့တဲ့အစီအစဉ်ပဲဖြစ်ပါတယ်ကျွန်တော်ရဲ့ commentary ဘိုင်ဆို YouTube channel လေးကိုလည်း subscribe လုပ်ပေးကြပါဦးနောက်လာမယ့် video တွေမှာပြန်ဆုံပါမယ်ကျေးဇူးတင်ပါတယ်